1389ခုနှစ်တရင်ကျော်လာပြေကျော်6ရက်နေ့တနင်္ဂနွေနေ့မန္တလေးတိုင်းဒေသကြီးမိထီလာမြို့ဤတရားမြောက်ပိုင်းဆာလိန်ခွန်းဆာလိန်နေဆာလိန်နေနေနေကိုတဝေထောမတ်စတ်မတ်စတူနီယာတိတ်မိသားစုတို့နေထိုင်ရာ အိမ်မင်္ဂလာ၌အိမ်တမင်္ဂလာပြုလုပ်ခြင်းဘုရားရှင်ရဲ့ကိုဝါစင်တူတော်မြတ်အားအနေကစားတဲ့မင်္ဂလာပြုလုပ်ခြင်းဟုတ်ပြီအဲ့တော့ဒီနေ့မင်္ဂလာပြုတော်နေ့ဘယ်လိုလေးမှတ်ပါလဲတော်ဝင်ဆုံးမင်္ဂလာပြုတော်နေ့မင်္ဂလာဆိုတာရှင်ပြရပါတော့ကတော့မကောင်းကျိုးပြောင်းကောင်းကျိုးချမ်းသာရောက်စေတတ်တာကို မင်္ဂလာလို့ခေါ်တယ်ပြောကြည့်ကမ်းပါမကောင်းကျိုးပြောင်းကောင်းကျိုးချမ်းသာရောက်စေတတ်တာကိုမင်္ဂလာဟုတ်ပြီနော်အဲ့တော့အခုမိမိတို့နေထိုင်ဖို့ဆောက်လုပ်ထားတဲ့အိမ်ကြီးဟာတိုက်ကြီးဟာမှာတန်ဃာတော်မြတ်ပြင့်ဖိတ်ပြီးတော့ဘုရားရှင်ရဲ့ကိုဝါစင်တုတော်မြတ်အာအနိကသတင်မင်္ဂလာပြုလုပ်မယ်ဆွမ်းဆက်ကမ်းမယ် အန္တရာယ်ကင်းကြောင်းပရိတရားတွေနာယူမယ်ဆိုပြီးတော့ဒီလိုသတ္တသေရနာပညာတွေနဲ့စုပေါင်းပြီးတော့ပြုလုပ်လိုက်တဲ့အချိန်မှာအိမ်ကိုတန်ဃာတော်များကြွရောက်လာတယ်ဆိုရင်ပဲတန်ဃာတော်များကိုဖူးတွေ့ရတာဟာသမဏနိစ္စကတ္တနာမင်္ဂလာဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါဘုရားရှင်ရဲ့ကိုပါသင်္တူတော်များအားပူဇော်ရခြင်းဟာပူဇာစား ပူဇာနေယနာပူဇော်တဲ့ပူဇော်ထိုက်တဲ့ဘုရားတရားတန်ခါကိုပူဇော်ခြင်းဟာလဲမင်္ဂလာဟုတ်ပြီနော်ရှင်ပါဗျာအခုဘာလုပ်နေတော့တရားနာနေတယ်တရားနာတယ်ဆိုတာလဲဓမ္မတဝနာမင်္ဂလာတန်ခါတော်များဆုံးကတာကြတော့ဒါနေစမင်္ဂလာဟုတ်ပြီနော်ရှင်ပါဗျာနောက်တစ်ခါသီလခံယူဆောက်တည်တာကဓမ္မစရိယာမင်္ဂလာအဲ့တော့တချို့က ိမ်ထဲမင်္ဂလာလုံးတာဘာကျိုးထူးလဲဟောအခုဘာတွေဖြစ်သွားမလဲမင်္ဂလာပြုတ်ထားပြီဟုတ်ပြီနော်မင်္ဂလာတွေပြုတ်ထားပြီသောက်တည်ထားပြီဆိုရင်ဘာတွေပြောက်သွားမလဲမကောင်းကျိုးတွေပြောက်ကောင်းကျိုးချမ်းသာကိုရောက်စေတတ်တာမင်္ဂလာဟုတ်ပြီမိမိတို့ရဲ့အိမ်မှာတရားချေတဲ့ကိုဘဆင်းတူတော်မြတ်အားအနေကစားတဲ့မင်္ဂလာဘာလို့အနေကစားကျလို့ခေါ်တယ်လဲတရားချေရဲ့ကိုဘဆင်းတူတော်မြတ်ရဲ့ရှင်မှာတန်ဃာတော်များကနေပြီးတော့ဘုရားချင်း ဟိုတရားနဲ့တော့ခုနဲ့ကဆုံးလာဒီနေ့ဒီလိုဒီလိုဒီလိုဟလာတနေ့ဘောတော့လေးယောက်ခန္ဒီအချိန်မှာသဗ္ဗညုတဉာဏ်ကိုရရှိလိုက်တဲ့အတွက်သဗ္ဗညုတဉာဏ်ရဖို့ကလည်းလွယ်လွယ်လေးကြတာဟုတ်ရဲ့ဟုတ်ဘူးမဟုတ်ဘူးလေးသိချင်းနဲ့ကဘာတသိပါရမီကောင်းမှုတွေဖြည့်ပြီးတော့မှသူလိုချင်တဲ့သဗ္ဗညုတဉာဏ်ကိုရလို့စိတ်ထဲကနေစိတ်ထဲကနေဥဒန်းကျူတာနှုတ်နှုတ်ကတော့မဟုတ်သေးဘူးနော် ဘာတယ်လဲစိတ်တွေကအဲ့ဒါကိုမနတာဥဒန်းလို့ခေါ်တာနောက်တကအာနန္ဒာကိုပြန်ခေါ်တဲ့ခါမှာဝဆတာဥဒန်းလို့ခေါ်တာအဲ့မောစိတ်တွေကနေဥဒန်းကျူတာအနေကဇာတိတန်တာရံတန်တာဝိတံအာနိပိတံကာကာရံကဝေတံတော့ဒုက္ခဇာတိကုဏကုဏဘာပြောတာလဲဆိုတဲ့ခါကြတော့ခန္ဓာအင်ကိုတိဆောက်တတ်တဲ့လက်တွေကိုရှာတာရှာမတွေ့ခဲ့ဘူးတဲ့ရှာမတွေ့တဲ့အတွက်နော် ပဋိသင်္ဍေအဖန်ဖန်တက်တက်နေရတယ်။ရောက်ရဘဝတွေမှာဒုက္ခတွေနဲ့ကြုံတွေ့ရတယ်။ဒီလိုပြောတာနံပါတ်1ကာထာက။နံပါတ်2ကာထာကဘာလို့တလဲဆိုတော့ကာကဒေတောတိပုဏ္ဏကေယနာကဟတိ။ဟေးယခုတော့သဗ္ဗညုတဉာဏ်ကိုရလိုက်တဲ့အတွက်ဘုရားရှင်ကဘုရားရှင်ကပေါင်သက်ဝေထွင်းခန္ဓာအိမ်ကိုဆောက်လုပ်တတ်တဲ့လက်တဲ့ရှာတွေ့ပြီတဲ့ကဏ္ဍတဲ့ဗျ။ပေါင်သက်ဝေထွင်းဘုသူတယ်လဲကွာ။ကဏ္ဍကဏ္ဍအလုံးမလိုက်မယ်။ ခန္ဓာအင်ကိုတိဆောက်တတ်တာဘာတူလဲလဲတဏှာလက်သမားပါတဏှာဟာလက်သမားနဲ့တူပါတယ်တဲ့ဗျအဲ့တော့ပုဏ္ဏကယနာကာတိအခုတော့နောက်ထပ်သင်္ခန္ဓာအင်ကိုမဆောက်ရတော့ဘူးတဲ့ဒါဘုရားကြီးကြုံရတာနော်မနတာဥဒန်းလို့ခေါ်တာကာကာတကဒိတောတိပုဏ္ဏကယနာကာတိတပ္ပါတိဖာတုကဘက်ကအခုတို့လောကသဘာဝလူတွေနေတဲ့အိမ်အိမ်ဆိုလို့ချင်းအောက်ကမလောရတော့တိုင်ကျူရတယ်ဟုတ်ပြီလား ထုတ်ပတ်ရောက်ပတ်တိုင်းတင်ပြီးတော့မှအဘွားဘာလို့ရတာအမောဘောရတာအေးအဲ့ဒီလိုလောကတဘာဝအိမ်ကြီးလိုပဲဒုခန္ဓာအိမ်ကြီးခန္ဓာအိမ်ဖြစ်ဖို့ဆိုတာလေဒီလောဘတစ်မျိုးနဲ့ဖြစ်တာဟောရလားဆိုတော့မဟုတ်ဘူးတဲ့လောဘတွေမာနတွေအတ္တကယဒိဋ္ဌိအစကြီးတဲ့ကိလေသာတွေနဲ့တွဲပြီးတော့ဒီခန္ဓာအိမ်ကြီးတည်ဆောက်ရတာအဲ့တော့လောဘတဏှာမှာတပါးတခြားသောကိလေသာတွေကအိမ်ရဲ့အရှင်နေရဲ့ ဒိုင်းများတွေနဲ့တူပါတယ်တဲ့အဲ့ဒီအခြေအနေရဲ့ဒိုင်းများတွေလည်းချက်ချပြည်ပြီးတဲ့နောက်ဆုံးကဝိသင်္ကာရကတံခေါင်ရဲ့အိမ်ရဲ့ခေါင်အုပ်နဲ့တူတဲ့အဝိဇ္ဇာတိဟူသောသုလမွန်ချုံကိုလည်းပယ်ဖြတ်ပြီးတဲ့ဒါကြောင့်ဘုရားရှင်ရဲ့စိတ်ဟာအေးချမ်းတဲ့အငြိမ့်တဖြစ်တဲ့ပြုကျင်စီရင်ခြင်းကိနဲ့နိဗ္ဗာန်ဓာတ်ကိုချင်းကနိုင်ပြီးတတ်ဝင်နိုင်ပြီလို့ဒီလိုလေးဥဒန်းပြုခဲ့တာဗျာ။ ဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့တက္ကရာကမတွင်တရားကျင့်ရဲ့ပူပါစိတုတော်မြတ်အားပူဇော်တဲ့အကသက်ဝေထွေးရဲ့လက်အုပ်လေးရှိလိုက်ပြီးတဲ့ချိုရာနဲ့တပြိုင်တည်းထဲအဲ့ဒီလိုဦးဇင်းကပြောခဲ့တာလေးနည်းနည်းအာယုပြုတ်နိုင်တဲ့လောက်ပေါ့ကွာဩတရားကျင့်ရဲ့အတန်တန်မှာလောဘဒေါသတွေကင်းပြီးတော့ငြိမ်းအေးချမ်းရရှိသွားပြီးအဲ့ဒီဟာလေးကိုအာယုပြုတ်ပြီးတော့မလိုရမလဲချီကိုရမှာဟုတ်ပြီနော်အဲအဲ့တော့အိမ်တဲ့ခုနကပြောခဲ့တဲ့အိမ်တဲ့အတွက်ဘာလို့အိမ်တဲ့မင်္ဂလာပြုလို့လောက်ထားလဲဆိုတော့ ဘုရားရှင်ကဝိနည်းမဟာဝါမှာဘာပြောထားတယ်လဲဆိုတော့ယသမိပရိသေကပ္ပိတိအစရှိသောဒေသနာတော်ဟောထားတဲ့မိမိတို့နေရာသစ်တစ်ခုအိမ်သစ်တစ်ခုအစာဟုတ်သုံးတစ်ခုကိုနေတိုင်းတော့မယ်ဆိုရင်တဲ့တိလာရှိတဲ့ပုံကိုယ်တွေဟလာကိုနှုံနှလုံးဆောင်သုံးတဲ့ပုံကိုယ်တွေကိုပြည့်ဖိတ်ပြီးတော့သွမ်းဘောဇင်ဆက်ကလှူဒန်းလိုက်ပါတဲ့သွမ်းဘောဇင်ဆက်ကလှူဒန်းပြီးတော့ဘာလို့ပါမလဲဆိုတော့သဝေထောဒီမှာတို့ဒီနေရာမှာမင်းတို့ မရောက်ခင်တည်းကအိမ်ဆောင်နတ်တွေဝိုင်းဆောင်နတ်တွေရပ်ွက်ဆောင်နတ်တွေဆိုတာတွေရှိတယ်ကြเนาะအဲ့ဒီနတ်တွေကိုအမျှဝေပေးလိုက်ပါနတ်တွေအမျှဝေတော့ဘာဖြစ်မှာလဲဘုရားဆိုတော့ပုဇိတာပုဇိယန်ဒီမာနိတာမာနိယန်ဒီဖို့နတ်တွေကနေပြီးတော့ပြန်လဲပူဇော်ပါလိမ့်မယ်စောင့်ချောက်ပါလိမ့်မယ်ဘယ်လိုစောင့်ချောက်ပါမှာလဲဘာသာပုဒ္ဒံဝါဩရသံအမေတိသာသမီကိုအန္တရေမကြရအောင်စောင့်ချောက်တကဲ့သောတဲ့နတ်တွေကိုအမျှဝေထားမယ် မေတ္တာပြုတ်ပို့ထားမယ်ဆိုလို့ချင်းထွန်တ်တွေကအမြဝေးတဲ့ပုံကိုယ်တွေမေတ္တာပို့တဲ့ပုံကိုယ်တွေကိုသာသမီအန္တရာယ်မကြရအောင်အမေကစောင့်ချောက်တကယ်တော့နတ်တွေကလည်းစောင့်ချောက်ပေးပါလိမ့်မယ်ဒီလိုလေးအိဒိပဲရတယ်ဗျာဟုတ်ပြီနော်ဒါကြောင့်ဒီနေ့အိမ်ကဲမင်္ဂလာတိုက်တဲ့မင်္ဂလာပြုလုပ်ခြင်းသည်ဘာတွေကိုအမြဝေးရမှာလဲအိမ်ဆောင်နံဝိုင်းဆောင်နံအစာကြည့်တဲ့နတ်တွေကိုအမြဝေးမှာဟုတ်ပြီလားဟုတ်ပါဗျာအဲ့တော့ ုနဓမ္မိုက်တော်ရောပြေတော့ပြေတော့လုံနေတယ်စိတ်ဆိုးသလားမဆိုးနဲ့မဆိုးနဲ့เนาะဟိုလင်းအမေတော်ဆုံးပြီတဲ့နောက်နေ့လယ်လုံးတဲ့အကပွားတော့ဓမ္မလို့တည်စိတ်တည်းလို့တခုခုလုံးနေတယ်လို့ပဲဟာဟုတ်တယ်ဖရားအားတဲ့ကျောင်းသားမအောင်ဘာလို့နေဆိုပြေတော့ပြေတော့လုံတဲ့အတန်လေးလုံးနေတာဟာတဲ့ဟုတ်ပြီလားအမေကထိုင်ပြီးတော့လေဟဲ့ဟိုအားလုံးဒီအားလုံးဆိုတဲ့ ကိုယ်တို့လောက်တိုင်းဦးစင်းနာမှာထိုင်ပြီးတော့သူကပြောနေကြအဲကြတော့အမေမိဘဆိုတာအဲ့ဒီပြေတော့ပြေတော့လောက်တာဟာကိုယ်ဘာဖြစ်စေချင်လို့ကောင်းစေချင်လို့တည်စေချင်လို့နားလဲစေချင်လို့ပြည့်စုံစေချင်လို့ပြေတော့ပြေတော့လောက်တာဗျဟုတ်ပြီနော်ကဲတော်ဝင်းရအတော်ထင်တယ်ဟုတ်ပြီလားကဲသူကဒီမှာဦးစီးပြီးလောက်ပြတာဆိုတော့အဲ့ဒီလိုသူညွှန်ကြားပေးနေတာလေမင်းတို့မင်္ဂလာပြုလုပ်တဲ့အချိန်ခါမှာ ပြည့်ပြည့်စုံစုံလေးဖြစ်စေခြင်းလို့တန်ဃာတော်များကလည်းပြည့်ပြည့်စုံစုံလေးဖြစ်စေခြင်းလို့သူကပြောကြားပေးခြင်းဖြစ်တယ်ဗျ။အဲဒီကမိုင်းတော်အောင်ကြီးဒီနေ့တော့ဒီလောက်ပဲเนาะဟုတ်ပြီလား။အဲလက်အုပ်လေးခြိတော့ဒီမင်္ဂလာကာထာလေးကျုပ်ဆုံးတာလို့ခေါ်မယ်။ဘဝတုသဗ္ဗမင်္ဂလာရကန္တုသဗ္ဗဒီဝတ္တသဗ္ဗဗုဒ္ဓ ानु ဘာဝေနသရတုကိဘွန်တုတေသဗ္ဗဓမ္မ ानु ဘာဝေနသရတုကိဘွန်တုတေသဗ္ဗသံဃာ ानु ဘာဝေနသရတုကိဘွန်တုတေပရိဒ္ဓ ानु ဘာဝေနအန္တရာယ ဝိနာတံတောတံတုဒုက္ခမင်္ဂလာဧတုံမာကယုန်ိယကုအန္တရကင်းရာကင်းကြောင်းကောင်းမှုမင်္ဂလာပြုကြကုန်သောသင်္တကာရမပေါင်းသူတော်ကောင်းတို့အားတပ္ပမင်္ဂလံအလုံးစုံသောလောကီမင်္ဂလာလောကုတ္တရာမင်္ဂလာဖြာဖြာသည့်ဘဝတုမောချမသိဖြစ်ပါစေတည်းတပ္ပဒေဝတာအလုံးစုံသောနာပေါင်းတို့သည်ရက္ခန္တုအန္တရမကြရောက်အောင်အမြဲဆောင်ကြောက်ကြပါစေကုန်တည်းတပ္ပဗုဒ္ဓ ानु ဘာဝိနာအလုံးစုံသောဘုရားရှင်တို့၏အာနုဘောင်တကောကုန်ကြောက်၎င်း သဗ္ဗဓမ္မနုဘာဝေနအလုံးစုံသောတရားတော်မြတ်တို့၏အနုဘုံတဘောကုံကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနအလုံးစုံသောသံဃာတော်ရှင်မြတ်တို့၏အနုဘုံတဘောကုံကြောင့်၎င်းပရိဒ္ဓနုဘာဝေနသာယခုခဏသံဃာတော်မြတ်ရှင်မြင်ခဲ့သည့်ပရိတရားတော်ကိုနာယူကြရသောဓမ္မတော်ဝနာကုသိုလ်ကံသေဒနာတို့ကြောင့်၎င်းဧတုံမကံတေဃာရမပေါင်းသူတော်ကောင်းတို့၏အန္တရာယကိုတွင်ကိုပအိမ်တွင်အိမ်ပ ဝိုင်းတွင်ဝိုင်းပါနထာနာ၌ကြည်ကြဟောတော်လုံးစုံသောအန္တရာယ်ဟုသမျှတို့သည်ဝိနာတန်တုနေကြီးထီရောက်နေဘောသို့သွေးချောက်ပြည့်ကြရပါသည်ကုန်တည်းဒုက္ခမင်္ဂလာကောင်းကျိုးချမ်းသာမင်္ဂလာဟုသမျှတို့သည်ဝဋ္ဌံတုတနေတခြားတနေလာသို့ပြန်ပွားစီဝင်နိုင်ကြပါသည်ကုန်တည်းသာသာသာ